ဖော်မစတိုင်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါမနေ့ညကစားသွားတဲ့ဘာစီလိုနားနဲ့တော့မွန်အသင်းတို့ရဲ့ပွဲဘာစီလိုနားအင်ကွေးမှာကစားတဲ့4-0နဲ့နိုင်ရတဲ့ဆီမီဖိုင်နယ်ကိုတရားပေါက်တတ်သွားပြီလို့ပြောလို့ရတဲ့ result မျိုးကိုဘာစီလိုနားပိုင်ဆိုင်ခဲ့တယ်ဆိုတော့ဒီဘက်မှာအရင်ဆုံးချီးကျူးကြံတာကဘာစီလိုနားအသင်းလူငယ်ကစားသမားတွေပေါ့နော်လူငယ်ကစားသမားတွေဖြစ်တဲ့လမင်းယမောပြီးတော့ဒီကွေးနားမှာဆိုလဲဖာမင်လိုပတ်ကာသမာလကဘာချီအစားချီးတဲ့ကစားသမားတွေအပြင်ကို ဒါဘာစလိုနာအသင်းရဲ့ဒါဝိုင်းရင်ကစားသမားတွေဖြစ်တဲ့ဒီဒီယွန်တို့ပြီးတော့ရာဖင်ညာပြီးတော့အဓိကတိုက်စစ်မှုပေါ့နော်ဒီလေဗန်ဒော့စကီဒီကစားသမားတွေဆိုတော့ဒီအတွဲအဆက်အတွဲအကြုံရဲ့အရေးအသွေးရဲ့ပါရမီရဲ့ပေါင်းစပ်ပြီးတော့ဒီဘာစလိုနာတနည်းအားဖြင့်ဆို youth for brilliance ပြီးတော့တကယ်ဟို ruthless efficiency ပြီးတော့ကစားသမားတွေရဲ့ tactical discipline ကစားသမားတွေရဲ့ technical ability ဆိုတော့ဒီအရာတွေအကုန်လုံးကဒီ Dortmund အသင်းကိုတအူးချင်းအမှားတွေ technically slop sloppy moments တွေအများကြီးဖြစ်ပေါ်စေတယ်ပြီးတော့ tactically အနေနဲ့ဆိုလဲ incoherent ဖြစ်စေတယ်ပြီးတော့ Dortmund ရဲ့စိတ်ပိုင်းဆိုင်ရာကိုဟိုအကြောက်တရားဆိုရင်စိတ်တွေဝင်ပြီးတော့အမှားမှအယွန်းနေဖြစ်စေတယ်တကယ် mental fragile ဖြစ်စေတဲ့ပုံစံမျိုးအထိ Barcelona ကောင်းကောင်းကစားသွားနိုင်ခဲ့တယ်သူတို့ရဲ့ကစားပုံကသူတို့ဖိုင်နယ်တာဆုံးမှာပါ Barcelona အသင်းဟာဘလောက်အထိဒီ ထိရောက်ပြီးတော့လက်တွေ့ကြသလဲ inside the box ထဲမှာဘယ်လောက်ထိထိရောက်ပြီးလက်တွေ့ကြသလဲဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့မြင်ရတယ်ဆိုတော့ဒီပွဲအကြောင်းပြောခင်ကျွန်တော်တို့ twin ကို၄ကိုအကြောင်းကိုအရင်ပြောရင်အဖွင့်ကို၂ကိုပထမကိုနဲ့ဒုတိယကိုပထမကိုနဲ့ဒုတိယကိုမှာပထမကိုရဲ့ဒီ twin ကိုဖြစ်သွားစီမဲ့နေရာကနေပြီးတော့ကိုယ်တည်းဝင်သွားတဲ့အထိ distance ဒုတိယကိုရဲ့ distance ၂ကိုပေါင်းလို့1မီတာမပြည့်ဘူးဆိုတဲ့အနေထားကျွန်တော်တို့တွေ့ရတယ် ဆိုတော့တကယ်တော့ပထမကူးကဒီ Rafinha အနေနဲ့ဝင်မပိတ်သင့်ဘူး immediate risk များတယ်လူကြုံဘောဖြစ်သွားနိုင်တယ်ဒါပေမဲ့ तू ကိုမဝင်ပါဘူးဆိုရင်စိတ်ကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်သို့မဟုတ် तू ကိုယ်တိုင်တခြားဘာမှမမြင်မဲနဲ့ကိုအရန်တို့ချင်းစိတ်နဲ့ဝင်ပိတ်တာလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လူမကြုံသွားဘူးဆိုတဲ့နောက်မှာတော့ဒါဘာစလိုနာအသင်းဟာမကင်လွတ်နေတဲ့အခြေအနေမျိုးဒါ သူဖန်တီးနိုင်ခဲ့လို့သူနေရာယူနိုင်ခဲ့လို့ဆိုတော့မျိုးကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ဒီဂိုးဟာဒီတမီတာမပြည့်တဲ့အကွာအဝေးအတွင်းမှာဖြစ်သလိုဒုတိယဂိုးမှာလည်းတမီတာမပြည့်တဲ့အကွာအဝေးအတွင်းနှစ်ဂိုးပေါင်းလို့တမီတာမပြည့်တဲ့အကွာအဝေးအတွင်းမှာဒါလေဗန်ဒေါစကီနဲ့ရာဖင်ညာကိုတွင်းသွားတယ်။နောက်တတိယဂိုးတတိယဂိုးကဒီလေဗန်ဒေါစကီဒီဖာမင်လိုပတ်စ်ရဲ့ကတ်ဘက်ပြန်ချိုးပေးတဲ့အလုံးကိုဘောက်စ်ထဲကပဲပိတ်သွင်းသွားသလိုသရုတ်တော်ကိုတကယ်ထိုးပုတ် finish ပေါ့ဒီလမင်းရမားက ရာဖိညာစီကနေလာတဲ့ကောင်တာကနေလာတဲ့ဘောလုံးကိုဒါလေးဒါတွင်းသွားတယ်ပေါ့ဆိုတော့လေးကိုအဲ့ဒီလေးကိုမှာကျွန်တော်တို့ဘာစလိုနာကသူတို့ဘာစလိုနာရဲ့ tradition ပေါ့နော်ထားပါတော့ဘာစလိုနာရဲ့ ideology ပေါ့ tradition တက် ideology ကပြောင်းသွားပြီဘာစလိုနာမှာတကယ်ဟိုသူတို့ရဲ့ core unit အဖြစ် positional play နဲ့ position game နှစ်ခုစလုံးကဆက်တော့ရှိနေသေးတယ်ဒါပေမဲ့ verticality ပြီးတော့ fast transition ဒီအရာတွေစီကိုတဖြည်းဖြည်းနဲ့ growing ဖြစ်လာတယ်အဲ့ဒီဘက်ကိုတဖြည်းနဲ့ပို့ပြီးတော့တွားလာတယ်ဆိုတာတွေ့ရတယ်အထူးသဖြင့်ဒီ Rafinha တို့လို Yamal တို့လို Fermin Lopez ပေါ့သူမကစားလဲတာပေါ့ Danny Olmo ပေါ့ဒီကစားသမားတွေရဲ့ explosive power ကဘာဆိုလို့လဲအတင်းကို down light ယူလျားမှုတွေ down light ပြေးလမ်းကြောင်းတွေ down light ကစားဟန်မှာအရန်အားကောင်းစေတဲ့အတွက်ဘာဆိုလို့လဲဟာ Tiki Taka ဟာအခြေခံအနေနဲ့ရှိသေးပေမဲ့ more direct ဖြစ်လာတဲ့ တကယ် leather style ဖြစ်လာတယ်သူတို့အသင်းရဲ့ DNA ကိုသူတို့ modify လုပ်ပြီးတော့ကစားနေတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်မြင်ရတယ်ဆိုတော့ဘာကြောင့်ဒီလိုပြောသလဲဆိုတော့ဘာဆိုတော့ရတော့အခု twin go လေးကိုဒီကိစ္စကျွန်တော်ဒီ yoga match day မှာလည်းကျွန်တော်ပြောတော့ပြောခဲ့သေးတယ် twin go လေးကိုအဲ့ဒီ twin go လေးကိုရဲ့ဒီတကိုးချင်းစီရဲ့ present sequence ဟာအင်မတန်ကိုနေပါတယ်ဆိုတော့ပုံမှန်အားဖြင့် barcelona လို့အသင်းမျိုးဟာ ကျွန်တော်အမြဲတမ်းလို့လို့မဟုတ်ပြီပုံမှန်အဖြစ်ဘာဖြစ်လို့လဲတော့အသိမျိုးဟာကျွန်တော်တို့ဒီဒီဘလုခုံးလေဘောပက်တန်တစ်ခုတိဆောက်တဲ့အခါ sequence တစ်ခုကိုတိဆောက်တဲ့အခါအချင်းချင်း looping ပတ်နေပြီးတော့တွင်းသွားတဲ့ကိုတွေဆိုတွင်းကိုတကူအတွက် pass 40လောက်ပေးတာမျိုးတော့ရှိတယ်။ပုံမှန်အဖြစ်လဲ20 20နဲ့အစိ30ဒီဝန်းကျင်ပေးပြီးတွင်းတာမျိုးရှိသလိုအဲ7ချိန်9ချိန်လောက်နဲ့အခက်မြတ်မြတ်တွင်းသွားတဲ့ကိုတွေလည်းရှိတယ်။ဒါပေမဲ့နည်းတော့နေတယ်။ဒါပေမဲ့ဒီပွဲမှာ Barcelona အသင်းရဲ့ဒီ ဆုစုပေါင်းပေါ့နော်ဆုစုပေါင်းဒီကိုခြေတဲ့ကိုဘောလုံးရောက်တဲ့အချိန်ကနေကိုယ်တဲ့ရောက်သွားတဲ့အထိ pass ကကျွန်တော်တို့ပထမဂိုးမှာ pass က၄ချိန်ဒုတိယဂိုးမှာ pass က၄ချိန်တတိယဂိုးမှာ pass က၅ချိန်နောက်ဆုံးဂိုးမှာ pass က၄ချိန်ဆိုတော့ဆုစုပေါင်းမှာဒီ twin ကို၄ကိုအတွက်ဒီ present sequence အရေးအတွက်ဟာ18ချိန်ပဲရှိတယ်ဆိုတော့တွေ့ရတယ်အဲ့ဒါက ပုံမှန်အားဖြင့်ဘာစီလိုနာအတွင်းကိုတကူမှာတော့မှ18ဂျိန်ထက်ပိုပြီးတော့ထရာဗာမန်ချက်စစ်စီးတီးတွင်းသွားတဲ့ဂိုးမျိုးတွေမှာ35ဂျိန်ပြီးသွားတာလို့32ဂျိန်ပြီးသွားတာလို့တွင်းကိုတကူအတွက်အကြာကြီးအချိန်ယူတည်ဆောက်ပြီးတော့တွင်းတဲ့ပုံစံမျိုးအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကတွေးကြည့်လို့ရတယ် horizontal ရွေ့လျားမှုတွေဘယ်လောက်များနေသလဲပြီးတော့ဒီ circle ပုံစံရွေ့လျားမှုတွေဘယ်လောက်များနေသလဲလူတွေရောဘောလုံးတွေရောလူတွေကလှုပ်နေတယ်ဘောလုံးကဒီတောင်ကနေမြောက်မြောက်ကနေ အပေါ်အောက်ပတ်ချလဲဝိုင်းနေရင်းနဲ့ဟာကွက်ကိုရှာနေရင်းနဲ့နောက်ဆုံးမှာအဆုံးသက်တဲ့အဆင့်ကိုရောက်သွားတယ်ဆိုတော့ဒီ face တစ်ခုပြီးတစ်ခုပြောင်းလဲသွားတယ်အခုလက်ရှိဘာစီလိုနာကတကယ့် explosive execution သူတို့တွေဟာဘောလုံးကိုမြန်နဲ့မြန်မြန်အောင်ရှေ့ကိုတော့ရောက်ပို့ပြီးတော့ကိုယ်တွေတွန်းနိုင်တယ်ဆိုတော့တွေ့ရတယ်ပထမကိုက famelo pass ရဲ့ free kick free kick ကနေပြီးတော့ ဒီဘက်မှာအီနီဂိုမာထိနက်ကောင်းတိုက်ချပြီးကဘာချီပိတ်တယ်တကယ်ဆိုအမှန်တကယ်ကိုးသွားမှာထိချက်သုံးချက်နဲ့ဒါပေမဲ့ဒီကိုးပို့တည်ချနေတဲ့ဘောလုံးပဲရာဖင်ညာကဝင်ပြီးပိတ်သွားတဲ့အတွက်ထိချက်၄ချက်နဲ့ကိုးရသွားတယ်ဆိုတော့ကျွန်တော်တို့ကဒီဆပ်ပီးစ်တီမှာထိချက်၃ချက်၄ချက်နဲ့ကိုးရတာကတော့ဘာမှမတူဆန်းလို့ဒီကိုးနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှပြောစရာမရှိဘူးဒါပေမဲ့ဒုတိယကိုးတတိယကိုးဒီကိုးနှစ်ကိုးကတော့ပြောစရာရှိသွားပြီဒီကိုးနှစ်ကိုးမှာကျွန်တော်တို့က verticality ကိုကျွန်တော်တို့မြင်ရတယ် vertical play ကိုမြင်ရတယ်ဤကတင်ညာ pass တွေကိုကျွန်တော်တို့မြင်ရတယ် ဒါဘာစလိုနာတွင်းသွားတဲ့ဒါဒုတိယကိုနဲ့တတိယကိုကသူတို့အသင်းရဲ့ပုံစံဒုတိယကိုကဒီဒေါ့မွန်အသင်းရဲ့အကွင့်အချမ်းမှာ10 over ဖြစ်သွားတာဒေါ့မွန်စီကဘောလုံးကိုအရယူလိုက်တာကဘက်ထရီဘက်ထရီကနေယမားကိုပြေးလိုက်တယ်အဲ့တော့ဘက်ထရီကနေ1 pass ယမားကနေ2 pass ရာဖင်ကကောင်းတိုက်လိုက်တယ်3 pass လေဗန်ဒိုစီအဆုံးသတ်လိုက်တယ်အဲ့ဒီမှာအဲ့ဒီတွင်ကိုအတွက် ကြာချိန်ဟာဆယ်ဆက်ကံပဲရှိတယ်ဒီအတွင်းကိုအတွက်ကြာချိန်ကအဲ့ဒီဆယ်ဆက်ကံပေးဖို့မှု၄ချိန်ဆယ်ဆက်ကံအတွင်းမှာဘာဆိုလို့လားတကိုးသွင်းသွားတယ်ဆိုရင်တတိယကိုးကမီတာ80လောက်အကွာအဝေးကို70စက္ကန့်နဲ့သွင်းသွားပြန်တယ် pass အရေးအတွက်၅ချိန်လောက်နဲ့ဒါသစ်ဆုံးကနေပြီးတော့ဒီသွင်းဖို့အတွက်လည်းယမားရဲ့ဒီဘောလုံးလက်ခံပုံသူ့ရဲ့ penetrating pass အဲ့ကနေပြီးတော့ပြေးသွားတဲ့ farming lobus ရဲ့လမ်းကြောင်း ချိုးပေးလိုက်တဲ့ဒီကတ်ဘက်ပြန်ချိုးပေးလိုက်တဲ့အနေထားနဲ့လေဗန်ဒေါစကီရဲ့လေရန်ဒါတွေအကုန်လုံးကအရန်ပြည့်ပြည့်စုံတော့ဘလုံးအသင်းတစ်သင်းကတကယ်သာအဲ့လိုမျိုးထိထိရောက်ရောက်မြင်းမြန်ဆန်ဆန်နဲ့ကစားနိုင်ပြီဆိုပြိုင်ဘက်ကဘာလို့မှမသိဖြစ်တဲ့ဒေါ်မွန်ကအကြီးကြီးတော့လည်းမှားနေတာမဟုတ်ဘူးသူတို့ဘာမှားတယ်ဆိုတာကိုရေးရမပြောနိုင်မင်းနဲ့သို့မဟုတ်ဘာစလိုနာအသင်း ကနေသူတို့ကောင်းကောင်းမောင်းကစားနေတာကိုအသေးအတန်စုပြုံပိတ်ဆို့ရင်းတော့လကောခုကကာဝယ်ရင်းတော့လကောမဟုတ်ပဲနဲ့အငိုက်ပြန်ပြန်မိတာလက်သီးဘုံတွေထိုးခံရတကယ်တကယ်ကိုဘယ်လိုပြောမလဲဆိုတော့ဒီ turn over တွေ transition တွေဒီဟာတွေနဲ့ပဲခံရတာဆိုတော့တတိယကူမှာဆိုလေအဲ့မီတာ60အကွာဝေးမှာအကုန်လုံးက download ရွေလျားမှုတွေကြီးပဲအနောက်ကနေပြီးတော့အလေအလေကနေပြီးတော့အရှိအရှိကနေပြီးတော့ပြန်ချိုးပြီးတော့အတွင်းသွားတာ ဆိုတော့ပြီးတော့နောက်ဆုံးကိုပေါ့နော်နောက်ဆုံးကိုမှလည်းဒီလိုပဲလီဗန်ဒေါစကီဘောလုံးကိုလှူတယ်ထိချက်တစ်ချက်အဲ့လီဗန်ဒေါစကီစီကဘောလုံးဟာကျွန်တော်တို့အဲဒီမှာမှာရာဖင်ညာစီကိုရောက်တယ်နော်ရာဖင်ညာကခင်းပြလိုက်တယ်အဲ့ခင်းပြလိုက်တဲ့ဘောလုံးကိုတစ်ချက်ဖမ်းထိန်ပြီးတော့အဲ့ထိန်လိုက်တဲ့ဘောလုံးအထိအတွေ့ဟာအင်မတန်ကိုညံ့ညောပြီးတော့ကန်လိုက်တဲ့အခါမှာလေကျွန်တော်တို့က ဟို cup calling ကန်တာလည်းမဟုတ်ဘူး push လောက်လိုက်တာလည်းမဟုတ်ဘူးအသာလေးဒီထိုးပုတ်လေးဟိုတောင်းလေးကိုဆိုတော့ဒါကကျွန်တော်တို့ full set မှာဆိုရင်တော့အဲ့လိုကန်ချက်တွေကမကြခဏမြင်ရလေးရှိပါတယ်ရမောကအဲ့တက်တက်ရရလေးကန်သွားတာအဲ့တော့ twin goal တွေကတော်တော်လေးအဆင်မြင့်သလိုဘာစလိုနာမဆန်တဲ့ verticality ကျွန်တော်တို့အများကြီးမြင်ခဲ့ရတယ်အဲ့ဒါကြောင့်ဘာစလိုနာရဲ့ဒီ ideology ကပြောင်းသွားပြီပြောင်းသွားပြီဆိုတော့ခိုး unit ကြီးကတော့မပြောင်းဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ goal တွေအကြောင်းပြောရင် ဂိုးမဖြစ်တဲ့ပွဲချိန်မိနစ်တွေလည်းအကြောင်းလည်းပြောမယ်ဆိုရင်ဘာစလိုနာကသူတို့ရဲ့ဘောလုံးကျွေလီဘလော့ကောင်လည်းဘောလုံးကင်တွေပုံလူတွေရဲ့ရွေလျားပုံပြီးတော့ဒီလူပင်ပတ်နေတဲ့အခြေအနေတွေလည်းရှိလာပဲပြီးတော့တူဦးချင်းဒီ tight space တွေထဲမှာလွတ်လွတ်လပ်လပ်လှုပ်ရှားပြနေရတယ်လေကျွန်တော်မြင်နေရတာပဲဒါကြောင့်ဘာစလိုနာရဲ့ core unit ကမပြောင်းမိမှာတဖြည်းဖြည်းနဲ့ဒီဘက်ဒီ vertical ဘက်ကို verticality ဘက်ကိုတဖြည်းဖြည်းနဲ့ growing ဖြစ်လာတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါက Dortmund အတွက် ဟိုလွယ်လွယ်ပြောရရင်ဗျာဟိုရှုံးလဲရှုံးထိုက်တယ်ရှုံးလဲရှုံးပြောပါတယ်ဘာဆိုတော့နောက်ဒါကျွန်တော်တို့ tactical အနေနဲ့ပြောမယ်ဆိုရင်ဒီ Dortmund ရဲ့ဒီ with the flank နေအဲ့နေရာတွေကို Barcelona က overwhelming လုပ်ဖို့ကြိုးစားသွားတယ်အဲ့နေရာတွေကို focus တာပြီးကစားသွားတယ်အထူးသဖြင့် Yamal ဟာဘောလုံးတစ်အလေအလွင်ဘောလုံးဆုံးရှုံးမှုလူလွင့်မှုတစ်ကြိမ်မှမရှိဘူး အဲ့ဒီဘောလုံးတွေကတခါလေကျတော့အရန်ကြောက်စရာကောင်းပြီတခါလေကျရင်ဒီ normal pass တွေဖြစ်ရင်ဖြစ်သွားမှာဒါပေမဲ့သူ့စီကနေပြီးတော့ဒီပြိုင်ဘက်အသင်းဘောလုံးရတော့လုံးဝမရှိအောင်ကစားသွားတယ်အဲပြိုင်ဘက်ကန်သစ်ကစားသမားတွေကြားထဲမှာကစားအဒီကြားတဲ့ဒီ battery တို့ပြီးအထူးသဖြင့် battery ပါဒီ midfield overload ကိုသူမကြာခဏပြီးတယ် battery ကဒီ rafinha ဘက်ကိုလည်းကူညီတယ်ဒီဘက် yamal ဘက်ကိုလည်းကူညီတယ် battery ကစားပုံကသူ့ပုံစံက silent နေ ပြီးတော့တကယ် quietly ပဲတိတ်တိတ်လေးနဲ့အသင်းရဲ့ဝင်ရိုးကိုကွင်းလမ်းမှာထိမိထားတာဘက်တရီကစားသွားတာနောက်ဒီ breathing triggers တွေကိုလည်းမြင်ရတယ် breathing trap တွေကိုလည်းမြင်ရတယ်သူတို့ high breathing လုပ်တဲ့အခါမှာ Dortmund ကိုအမှားတွေစုကိုဥတည်တယ်အထူးသဖြင့် Emery Chan လို့ဒီ central players တွေကိုသူတို့ target ထားပြီးတော့ဒီတကယ် well coordinated press နဲ့ဟိုကောင်းကောင်းလုပ်လို့သွားတယ်အဲ့တော့ Emery Chan တို့လိုကစားသမားတွေ under pressure အောက်ရောက်သွားတယ်အမှားတွေကျူးလွန်မိလာတယ် အဲ့ဒါ Lewandowski ရဲ့ဒီဂိုးမှလည်းကျွန်တော်တို့အဲ့ဒီဟာကိုတွေ့ရတယ်ဒါ central zone ကနေပြီးတော့ထန်လိုပဲလောက်သွားတာပြီးတော့ဒီဒုတိယဂိုးဒုတိယဂိုးဒီအဲ Rafinha ဒုတိယဂိုးကဘယ်သူသွင်းတာလဲ sorry ပါ Lewandowski ပဲသွင်းတာ Lewandowski ပဲသွင်းတဲ့ဒီ Pedri ကနေပြီးတော့ဟိုဖြတ်ယူသွားတဲ့အာနှစ်ခုစလုံးကဒီ Pedri သွင်းတဲ့ဂိုးရော sorry battery စပြီးတော့လူယူပြီးတော့ Lewandowski သွင်းတဲ့ကိုရောပြီးတော့ Lewandowski လူယူပြီးတော့ဒီ route ဒီ Lamin Yamal သွင်းတဲ့ကိုရောအဲ့ဒီပုံစံတွေကဒါ central zone ကိုသူတို့ဒီ force တွေဖြစ်လာအောင် and force error မဟုတ်ဘဲနဲ့ force ကြောင့်ဒီမှားတဲ့အမှားတွေဖြစ်လာအောင်ဘာစလိုနာကစားသွားနိုင်ကြတာတွေ့ရတယ်။နောက်ဘာစလိုနာရဲ့ဒီဟိုတိုက်စစ်ကစားသမား၃ယောက်ရဲ့ဒီချောမှုချောချောမှုမှုလှုပ်ရှားနိုင်ခြင်းပေါ့နော်။ flow ရဲ့ duty ကလည်းတော်တော်လေးကြောက်စရာကောင်းတယ်။ Lewandowski, Rafinha, Yamal ဒီ၃ဦးဒီ trio ရဲ့ operated ဟာအသင်းရဲ့ဒီ structure ကိုပို့ပြီးတော့အားကောင်းစေသလိုတိုက်စစ်ပိုင်းကိုလည်းတော်တော်လေးလွတ်လွတ်လပ်လပ်လှုပ်ရှားသွားတာမျိုးတွေတွေ့ရတယ်။သူတို့ပြင်တစ်ခါလေကျသူတို့၃ဦးစလုံးကတကယ် frequently rotate လုပ်နေတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်။ပြီးတော့ဒီပြိုင်ဘက်ဒီ Dortmund အသင်းရဲ့ခံစစ်ကစားသမားတွေကိုဟိုဆော့ဆော့ထုတ်နေတာမျိုးလည်းကျွန်တော်တို့တွေ့ရတယ်။ ပြီးတော့ဒီ space တွေကို transition လုပ်ဖို့အတွက်လိုအပ်တဲ့ space တွေကိုကျန်တဲ့အသင်းပေါ်တွေကပေါ်ဆောင်သွားပြီးတော့ vertical pass တွေနဲ့ကြားရတဲ့ကနေတော့တစ်စင်းချင်းတောင်းတောင်းတောင်းဆိုတက်သွားလို့တွေ့ရတယ်။အဲ့တော့ Barcelona ကစားသွားတာတော်တော်လေးပြည်ပြည့်စုံပါတယ်။ဥပမာမနေ့တော့ကဒီ Arsenal Real Madrid ပေါ့နော်။ Arsenal ဟာအကောင်းဆုံးပုံစံမဟုတ်ဘူး။ဒါပေမဲ့ဘောလုံးမှာကတစ်ခါတည်းကြတော့ Everton ကိုကျေနပ်စရာကောင်းတဲ့နိုင်ပွဲတွေကအကောင်းဆုံးပုံစံနဲ့မှရတာမဟုတ်ဘူး။ အပြည့်စုံဆုံးပုံစံနဲ့လည်းရတယ်အပြည့်စုံဆုံးပုံစံဆိုတာကဟာခွင့်မရှိကစားနိုင်တယ်ပွဲကဒီနှစ်ဖက်သလုံးငြိမ်သက်နေရင်လည်းငြိမ်သက်နေမယ်ပြီးတော့ရုတ်တရက်ဝုန်းဆိုထပေါက်ပွဲသွားတာဒါဟာပြည့်ပြည့်စုံတဲ့ game plan တစ်ခုဆိုရင် Arsenal ဟာဟိုအစွဲမှတ်ဖွယ်အကောင်းဆုံးအကောင်းဆုံးပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပြည့်ပြည့်စုံတဲ့ပုံစံကိုကစားပြနိုင်ခဲ့တယ်ဒါတနည်းရောပေါ့နော်မနည်းရပါစီလိုနာကကြတော့အကောင်းဆုံးပုံစံရောပြည့်ပြည့်စုံတဲ့ပုံစံရောပြည့်ပြည့်စုံလို့နေပါဗောလေ ကစားပြနိုင်ခဲ့တယ်ဒေါ်မွန်လည်းအခွင့်အရေးတွေရတော့ဆိုတော့ဟိုထားပါတော့နောက်ဆုံးခြုံပြောရင်ပွဲကတော်တော်လေးခြေကွာသွားတယ်ဒေါ်မွန်ဟာ4231ကိုကစားတဲ့အခါမှာ destroy ဖြစ်တယ်ကစားသမားတအုပ်နဲ့တူဟိုချိတ်ဆက်လို့မရဘူးသူတို့ရဲ့ double pivot ဖြစ်တဲ့ Amrit Chan နဲ့ Mitchell နှစ်ဦးစလုံးဟာ composure ဘိုင်းရော control ဘိုင်းရောဘာမှလုပ်လို့မရဘူးသူတို့ဒီဒီကိုပြိုင်ဘက်တည်းရဲ့ခြေတဲ့ကိုဘောလ away လုပ်ပေးတာနှစ်ချိန် dangerous areas ဒီမှာဆိုတော့ တခါတည်းကျတော့ကွင်းလေကဟို bypass လောက်ခံရတာမျိုးတွေလည်းရှိတယ်ပြီးတော့ counter တွေကိုတားဆီးတဲ့အပိုင်းမှာဒီ dormon ကွင်းလေရဲ့ဒီအားနည်းမှုတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ပြီးတော့အခွင့်အရေးတချို့ရတဲ့အချိန်မှာတကယ် poor finishing ပြီးတော့ clinical arch မှာဖြစ်တဲ့ကိစ္စမျိုးတွေဒါတွေကလည်းဒါ dormon ဆိုတဲ့ဒီဘက်မှာအခွင့်အရေးသုံးနေတော့တော့ရတာဘူးဆိုတော့ဒီဟာတွေကိုလည်းတို့အသုံးမချနိုင်ခဲ့ဘူးကျွန်တော်တို့ဒီ guerrero reina ရော gedans ရောအသုံးမချနိုင်ဘူးနောက်တစ်ခုက tactical နေနဲ့ဆိုရင်ဒီ tactical plan B မရှိဘူးဒါကြောင့်လည်းခြေရပြက်လည်းပြက်တယ်ကွာလည်းကွာတယ်ကိုရလက်ကလည်းဒီလောက်ထိပြတ်သားသွားတာဆိုတော့ Barcelona မှာကတော့ဒါတသင်းလုံးကောင်းတယ်လူသားဝင်လာတဲ့ကစားသမားတွေလည်းကောင်းတယ်အထူးသဖြင့်တော့ဒါ Yamal Rafinha Lewandowski 3ဦးเนาะကျွန်တော်ပုံမှန်အားဖြင့်တော့ဒီတိုက်စစ်ကစားသမား3ဦးကောင်းလို့နိုင်တာလို့ပြောရတာဟိုဘယ်လိုကောင်းတခြားအသင်းပေါ်တွေကိုမညာတာချင်မယ်ဒီဘက်မှာဒီကစားသမား3ဦးကတကယ်ကိုကောင်းတာတကယ်ကို တို့သုံးဦးရဲ့ဒီရွေလျားမှုတွေလှုပ်ရှားမှုတွေတို့သုံးဦးရဲ့တဦးနဲ့တဦးကြားတွေကအချိတ်ဆက်အခင်းကျင်းနေ beta play တွေမှာတယောက်တယောက်နဲ့တယောက်ကူညီမှုတွေ rafinha ရဲ့ link up ပြီးတော့ဒီ isolated အနေအထားမျိုးမှာတော့မှဒီရမောဟာဒီပြိုင်ဘက်ကစားသမားတွေအတွက်ဟိုတုံးစရာကောင်းတဲ့ပေးဖို့မှုတွေအများကြီးလှုပ်ပြသွားနိုင်ခဲ့တယ်ဆိုတော့ဒါကြောင့် barcelona ကအကောင်းဆုံးပုံစံရောပြည့်ပြည့်စုံတဲ့ပုံစံရောနှစ်ခုစလုံးကိုပြသသွားနိုင်ခဲ့တဲ့ပွဲတော်ပဲပေါ့ဆိုတော့ဒါတော့ barcelona အဖို့0လို့ဒီ dot one ပွဲနဲ့ပတ်သက်သုံးသပ်ခဲ့တာဖြစ်ပါတယ်ကြိတ်ရှုအားပေးခဲ့ကြတဲ့ဖော်မှာဆိုပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်